အလုံးမဲမင်္ဂလာပါဒီနေ့ဂျွန်လ16ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြတဲ့အကြောင်းအရာတွေအစုံအလင်တွေထည့်ကနေပြီးတော့ပထမဆုံးသတင်းကောင်းတစ်ခုနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ခမာယနေရတစစ်တစ်ကနေပြီးတော့သူတို့စစ်ကူပို့တယ်နော်စစ်ကူပို့တယ်ပို့တဲ့ခါကျတော့အဲ့ဒီမှာဒုတိုင်ရင်မုံဘုံမူဝင်းတန်ဆိုရဲလို့ပါသွားတယ်နော်အဲ့ဒီမှာဦးစီးပြီးတော့ပါသွားတယ်ပါသွားတဲ့ခါကျတော့ဒီဖက်ကအေကကောင်းကောင်းလေးစနိုက်ပါနဲ့ထောက်ပြီးတော့ ူတို့ကိုပြစ်တယ်နော်ပြစ်တဲ့ခါကျတော့တကက်ပုံမူဝင်တန်းဟာဆိုလို့ရှိရင်တေဆုံးသွားတယ်အဲ့ဒီမှာနော်သူဟိုမှာရှေ့တန်းမှာမရောက်လိုက်ဘူးအဲ့ဒီမှာသူတို့ကိုရောကာယာချီတက်လာတာနဲ့အဲ့ဒီမှာနော်စနိုက်ပါနဲ့ကျွေးလိုက်တယ်ကျွေးလိုက်တဲ့ခါကျတော့အဲ့ဒီမှာမာလခီယာဖြစ်သွားတယ်နော်အဲ့ဒီမှာတေဆုံးသွားတဲ့ခါကျတော့ဒုတိုက်ရမှုကဒီမှာရှေ့တန်းသွားတာအဲ့ဒီမှာသူမာလခီယာဖြစ်သွားတယ်ဆိုတော့ ဒီစစ်ကြောင်းတွေအားဖြစ်တဲ့အတိုင်းပဲခေါင်းမပါတဲ့ဒီယထားတွဲလို့ဖြစ်နေတယ်เนาะအဲ့ဒီမှာဖျို့ဖြေးဖြစ်ကုန်နေဆိုတော့တည်င်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီကြောက်ဖြူကတော့ကျွန်တော်တို့မနေ့ကပြောသလိုဒီတမ17နဲ့တမ69တို့လည်းခုနပြောသလိုအီကိုတိုက်ပေါ်ဒရက်စစ်ကိုပို့တယ်ပို့တဲ့ခါကျတော့သူတို့ကတိတယ်ဟိုမှာရောက်လို့ရှိရင်ကတို့မှခီးယာဖြစ်တော့မယ်ဆိုတာတိတဲ့ခါကျတော့သူတို့ကညှိပြီးတော့ကိုအဲ့ဒီမှာတိုင်ရမုံပါတယ်စစ်ကြောင်းမှုပါတယ်နော်စစ်ကြောင်းမှုပါတယ်သူတို့နှစ်ယောက်ညှိပြီးတော့ ငါတို့တိုက်လို့တော့မရဘူးတိုက်လို့ရှိရင်ငါတို့ကတော့နော်ဒီလမ်းမရှိတယ်ရှင်လမ်းမရှိတော့ဘူးငါတို့လက်နဲ့ချလို့ရှိရင်တော့ငါတို့အသက်ရှင်ခွင့်ပေးဦးမယ်ရောက်မယ်ဆိုတော့အတွေးကိုပေါ်ပြီးတော့သူတို့ကလက်နဲ့ချလိုက်တယ်နော်ချလိုက်တယ်အေးကိုမတိုက်တော့ဘူးအဲ့ဒီမှာလက်နဲ့ချလိုက်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီဗျိုင်းဖြူနော်ဗျိုင်းဖြူရောက်မှာဆိုလို့ရှိရင်တော့ဒီစမုတ်ထံကိုပို့တယ်ပို့ပြီးတော့တင်းန်းပို့တယ်ပို့တော့အရောက်ပေါက်၄၀အဲ့ဒီအေအေကိုတိုက်ပို့အတွက်ပို့လိုက်တယ်เนาะအဲ့ဒီကြောက်ဖြူမှာပဲဆိုတော့သူတို့ကလည်းမတိုက်တော့ဘူးเนาะမတိုက်ပဲနဲ့အေအေနဲ့ပူပေါင်းပြီးတော့အဲ့ဒီမအလတ်ကို အတုံးစော်တာနော်စော်တဲ့ခါကျတော့အေးအေးကိုသွားတိုက်ဖို့လှုပ်လိုက်တယ်ဟိုမှာရောက်တော့လက်ကိုရေကိုလှုပ်တယ်လို့ပဲနော်ဟိုမှာရောက်တော့မတိုက်ရတော့မတိုက်ရတော့အဲ့ဒီပြန်ဖြူကဒီပြသူစစ်အယောက်ပေါင်40ကလည်းအေးနဲ့ပူပေါင်းသွားတယ်အခုနကတတ်မှတ်17နဲ့တတ်မှတ်69ကလူတွေကိုထုံနှုတ်ပြီးတော့နော်အဲ့ဒီမှာအေးအေးကိုတိုက်ဖို့အတွက်လှုပ်လိုက်တယ်အဲ့ဒီမှာအယောက်ပေါင်း80ရှိတယ်အဲ့ဒီမှာတချို့သတင်းဌာနတွေမှာတော့40ပြောတယ်နော်တချို့သတင်းဌာနတွေမှာကတော့80ပြောတယ်ဆိုတော့ ဒီတိုင်ရင်လိုက်ဆိုတဲ့ခါကျတော့80ကနော်ပို့ပြီးတော့မှန်လိမ့်မယ်ဘာဖြစ်ဆိုတော့တိုင်ရင်လိုက်လက်နဲ့ချသွားတယ်ဆိုတဲ့စကားလုံးကိုသုံးထားတာတွေ့ရတယ်ဆိုတော့တိုင်ရင်လိုက်ဆိုလို့ရှိရင်တော့80ဖြစ်လိမ့်မယ်အခု40ကတော့တချို့တည်င်းတွေမှာကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီမှာတင်ဆုံးတဲ့လူတွေကလည်းနော်အယောက်ယာနဲ့ချီပြီးတော့တရားကြောကြောသူတို့ဒေတာကိုတွေ့ရတယ်ဆိုတော့6ဖြူကတော့တော်တော်ကိုအချိန်နေဆုံးနေတယ်အဲ့ဒီမှာဒီရုပ်လူတွေကလည်းအကုန်ထွက်ပြေးကုန်ပြီးရန်ကုန်ကိုပြီးလို့ရှိရင်တော့အဲ့ဒီမှာ တညာဝတီရေတက်ဌာနချုပ်ရှိတယ်အဲ့ဒီမှာเนาะဆိုတော့အဲ့ဒီဟာကိုလည်းပဲသူတို့ကမနေရတော့မိသားစုတွေကိုအကုန်လုံးကိထုတ်လိုက်ပြီတကယ်တော့မိသားစုတွေကိုအရင်ပို့လိုက်ပြီမိသားစုတွေကလေးတွေခလုံးတွေမိန်းကလေးတွေမပါအောင်အဲ့ဒီမှာဒီစက္ကဆရဲ့လူတွေတိုက်တဲ့လူတွေငါတက်တက်ပဲခြံထားခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကြောက်ဖြူချင်နေရတော့တော်တော်ကိုဆိုးနေတယ်ဒီဂျွန်လာတော့မှကုန်မလားလို့เนาะ ဆိုတော့အဲ့ဒီအခြေအနေမျိုးကိုတော့ကျွန်တော်တို့တွေ့ရနိုင်မယ်နောက်တစ်ခုကဒီတရုတ်ကုန်ကားတွေနော်တရုတ်ကုန်ကားတွေမလောက်ထင်များလဲဆိုလို့ရှိရင်တော့ဒီချင်းရွှေရော်ကနေပြီးတော့အခုမန္တလေးအထိရောက်လာတယ်နော်ဆိုတော့အဲ့ဒါကဒီ last show ကိုနေပြီးတော့စကစကနော်ကျွန်တော်တို့ပြန်ပြီးတော့ရလိုက်တယ်အဲ့ဒါကတရုတ်ညှိနှိုင်းမှုနဲ့ရလိုက်တယ်ဆိုတော့တရုတ်ညှိနှိုင်းမှုနဲ့ရတဲ့အခါကျတော့အခုတို့ရဲ့ agreement ထဲမှာပါတယ်ပါလဲဆိုလို့ရှိရင်အခု last show ကိုတင်ပိုက်ထားတဲ့ MNDA နဲ့ဒီတရုတ်နဲ့ agreement ရှိတယ်မင်း data ပြလို့ရှိရင်မင်းတရုတ်ကကုန်သွယ်မှုတွေကိုကုန်လုံး လှုပ်ပေးမယ်เนาะအတားကိုကုန်သင်မှုတွေကိုလုံလို့ရတယ်သို့မဟုတ်မင်းကဒီ last show ကိုမပေးဘူးဆိုလို့ရှိရင်ကတော့အကုန်လုံးပေးမယ်ဆိုတဲ့အခါကျတော့အဲ့ဒီသဘောတူညီချက်ကိုသူတို့လက်ခံလိုက်တယ် last show ကို secrecy ကိုပို့လိုက်တယ်ပေးလိုက်တယ်ဒါပေမဲ့ secrecy ရဲ့လူတွေကတော့အဲ့ဒီ last show ရဲ့အပြင်ဖက်မှာရှိတဲ့ဒီ MNDA မှာဆိုလို့ရှိရင်တော့ကားတွေကိုဆစ်ဆစ်ခံရတယ်เนาะအတားကိုလည်းတိကအောင်ဖြစ်နေတယ်ဆိုတဲ့တည်င်းလည်းကျွန်တော်တို့ဒီပိတာဖြစ်တယ်ဆိုတော့အခုကဒီတရုတ်ပြည်ကနေပြီးတော့နံပါတ်တွေเนาะနံပါတ်ပြားတွေကနံပါတ်ပြားတွေ ਨੇ ဝင်လာတာเนาะဝင်လာတာတော့လျှောက်ပဲเนาะလောက်လျှောက်ပဲဒီမန္တလေးထိတောင်မှရောက်နေတယ်လို့ပြောတယ်အဲ့ဒီမှာတကယ့်ကုန်ကားကိုမောင်းတဲ့လူတွေကတော့တကယ့်အခက်ရိုက်နေတယ်ဘာဖြစ်ဆိုတော့တရုတ်ဖက်ကဒီကုန်ကားတွေอ่ะဆိုတော့ချင်းအများကြီးဝင်လာတယ်နံပါတ်ပြားတောင်မှဟိုဖက်ကနံပါတ်ပြားเนาะဒီဖက်ကမဟုတ်ဘူးဆိုတော့တချို့ဒီမန္တလေးဖက်မှာသွားတဲ့ခါကျတော့သူတို့ကဘယ်လိုလုပ်ထားလဲဆိုလို့ရှိရင်ဒီတရုတ်ရဲ့နံပါတ်ပြားပဲအတရရဲ့နံပါတ်ပြကိုကျွန်တော်တို့မြန်မာနိုင်ငံရဲ့နံပါတ်ပြပြောင်းပြီးတော့ကိုဒီဖက်မှာမန္တလေးဖက်မှာရောက်တယ်နော်အဲ့ဒီကုန်ကားတွေတကယ်တော့တရုတ်ဖက်ကလူတွေတော်တော်ကိုစီးဝဲလုံနေတယ်နော်ဒီဖက်ကိုဆိုတော့ဒီသတင်းကိုကျွန်တော်တို့တွေ့ရ ပြလိုက်မယ်ဒီသတင်းကတော့ကျွန်တော်တို့အတွက်တကယ့်သတင်းဆိုးပဲနော်သတင်းဆိုးပဲဘာလို့ဆိုတော့တရုတ်လူမျိုးတွေတော်တော်ကိုကြီးဆိုးသွားပြီနော်ကြီးဆိုးသွားပြီအဲ့ဒီအထက်မှာကျွန်တော်တို့နော်ဒီတရုတ်ရဲ့တချို့တွေနော်တရုတ်ရဲ့လူတွေအများကြီးပါမယ်မနော်အများကြီးပါမယ်မမနိုင်ငံကိုဘယ်လိုလုပ်ရဲသူတို့လက်ဝါအောက်မှာရောက်မလဲနော်ဒီဒီတရံစတာတွေငါတို့လက်ထက်မှာဘယ်လိုရောက်မလဲဆိုတဲ့ဟာကိုသူတို့ကြံစီနေတာဖြစ်တယ်တရုတ်ကနော်ဆိုတော့အဲ့ဒါကိုနေပြီးတော့အခုတရုတ်တွေကအလုံးအင်းနဲ့ဝင်နေတာနော်အဒီမှာ အကောလုံးဒါတော့ same concept တွေကိုကျွန်တော်တို့နေ့စဉ်နဲ့မြတ်ကျွန်တော်တို့ကြားရတယ်ဒီ last show ကိစ္စ last show ကိုပေးပေးတဲ့နောက်ပိုင်းမှာဘာဖြစ်ဆိုတော့ဒီ MN ထိန်းချုပ်ထားတဲ့နေပြည်တော်ကအများကြီးဖြစ်တဲ့ခါကျတော့အဲ့ဒီမှာတရုတ်နိုင်ငံတွေဖြစ်ကုန်တယ်ဆိုတဲ့ဟာကိုတော့တကယ် same concept နဲ့တော့တည်င်းတွေခဏခဏတက်လာတာเนาะအဲ့ဒါဆိုတော့နောက်တစ်ခုကမွန်ပြင်းနေမွန်ပြင်းနေမှာဆိုလို့ရှိရင်တော့အစီအွေတစ်ခုကိုလုပ်တယ်เนาะ MSFC ဆိုတဲ့ဒီညီလာခံတစ်ခုကိုသူတို့လုပ်တယ် ညီလာခံမှာပါဆုံးဖြတ်ထားလို့ဆိုလို့ရှိရင်တော့ဒီဆက်ကဆက်ရဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံဘူးဆန့်ကျင်တယ်ပြီးလို့ရှိရင်တော့ဒီမွန်ပြေဖက်ဒရယ်ယူနစ်ကိုထူထောင်မယ်အဲ့ဒီလုပ်ငန်းတွေကိုစပြီးတော့သူတို့ accountant ဖော်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချတယ်အဲ့ဒီညီလာခံကနေပြီးတော့တော့အဲ့ဒီဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကစကိုင်းတိုင်းမုံရွာအခြေဆိုင်နမခကိုဟိုဒီရက်နေ့ကကျွန်တော်တို့သတင်းတွေမှာတွေ့ရနိုင်မယ်เนาะအဲ့ဒီမှာ short type တုံးတုံးလုံးနဲ့ပြည့်တယ် တရက်ထိကျွန်တော်တို့လုံးဝနော်ပြည့်စည်ဆုံးရှုံးမှုနဲ့ကျွန်တော်တို့တည်င်းမတက်လာဘူးဒီလိုရှိရင်တော့ဒီနေ့ကတော့တက်လာတယ်နော်တက်လာတယ်အဲ့ဒီသုံးလုံးပြည့်တယ်ပြည့်တဲ့ခါကျတော့အဲ့ဒီမှာအရာရှိနှစ်ယောက်သေးတယ်နော်တက်သားနော်ဒီစက္ကဆရဲ့ဒီစစ်သားတွေ၅ယောက်သေးတယ်နော်၅ယောက်သေးတယ်အဲ့ဒီမှာစီကူတောင်ကိုထိတယ်ပြီးလို့ရှိရင်တော့အရန်ပြည့်စည်စိတ်ယုံပေါ့နော်အရန်ဆက် ပစ္စည်းဆက်ယုံအဲ့ဒီနေရာမှာထိတဲ့မိလောင်ကျုံးမှုတွေရှိတယ်ဆိုတဲ့ဟာကိုဒီနေ့ဒီသတင်းမီဒီယာတွေမှာဖော်ပြလာတယ်เนาะအဲ့ဒါကပျက်စီးဆုံးရှုံးမှုမလောက်ရှိလဲဆိုတဲ့ဟာကိုเนาะသုံးလုံးပြစ်တယ်သုံးလုံးစလုံးအဲ့ဒီမှာကြားတယ်เนาะအရာရှိနှစ်ယောက်သေးတယ်အဲ့ဒီမှာဒီစကဆာဖက်ကနေပြီးတော့၅ယောက်မှလခီယာဖြစ်တဲ့စီကူတော်ထိတဲ့အရန်ဆက်ပစ္စည်းဆက်ယုံမိလောင် ပြကြသွားတယ်เนาะအဲဆိုတဲ့ဟာကိုကျွန်တော်တို့ထုတ်ပြန်တာကိုတွေ့ရတယ်နောက်တစ်ခုကရှမ်းမြောက်နောင်ချိုမှာဆိုလို့ရှိရင်တော့တော်တော်ကိုတိုက်ပွဲဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာเนาะအုံတီတို့ပြင်မောင်းတန်းတို့လက်ပံကုန်းတို့စသဖြင့်ဒီနေရာတွေမှာဆိုလို့ရှိရင်တော့ဒီတိုက်ပွဲကြီးကြီးဖြစ်နေတယ်အုံတီအုံခါတို့ဘာလို့ဆိုတာတော်တော်ကိုတိုက်ပွဲဖြစ်တဲ့နေရာတွေပဲဖြစ်တယ်เนาะကြီးကြီးဆိုတော့ခုကစကားစကားနေပြီးတော့ဒီ TNL ကိုနေပြီးတော့တော်တော်ကိုဖိအားပေးတယ် ဒီရနဲ့လည်းဖက်ကလည်းဒီကျွန်တော်တို့ဟိုဒီရနေရကကျွန်တော်တို့သတင်းတွေမှာတွေ့ရလိမ့်မယ်အဲ့ဒီမှာရှိတဲ့ PDF တွေခိတွေတော့မှနော်ဆုတ်ခန့်လိုက်တယ်ဆိုတော့သတင်းတွေလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီဒီရနဲ့လေကလည်းသူပေးမဲ့မြို့တွေကိုနော်စစ်နေမြို့တွေမှာဘလောက်ပေးမလဲတော့မသိဘူးနော်အဲ့ဒါပေးပြီဆိုလို့ရှိရင်တော့ပို့ပြီးတော့တရုတ်နိုင်ငံပို့ပြီးတော့ခြေပြန်လာမယ်ဘာဖြစ်ဆိုတော့တရုတ်ကစစ်ဆဲပြီးတော့လုံမအောင်တော့မှဆိုတဲ့ခါကျတော့အခု MND ရဲ့ထင်းချွတ်ထားတဲ့နေရာတွေမှာတရုတ်စစ်ဆဲပြီးတော့လုံတော့တရုတ်ရဲ့ကုန်ကားတွေအသက်ကုန်ဝင်လာမြန်မာနိုင်ငံကိုဖက်မှာနော်တော်တော်ကိုအဲ့ဒီဖက်ဆီပေါ်ရေးလုံငယ်ချက်တော့အသက်ကုန်ဝင်လာတာ ဟိုဘက်မှာတကားမရှိတားမရှိအကုန်လုံးထွက်လာတယ်ဆိုတော့အခုဒီ TNL ထင်းချုပ်တတ်တဲ့နေမြင့်ဆက်ပြီးတော့နော်အဲ့လိုမျိုး agreement နဲ့လုပ်ထားမယ်ဆိုလို့ရှိရင်တော့မတွေ့ဝဲစရာပဲနော်မတွေ့ဝဲစရာပဲဆိုတော့အဲ့ဒီနေရာဒီမှာအကုန်လုံးဝင်မှဖြစ်တယ်ဆိုတော့အခု OMT OM ခါတော့တော့နော်အဲ့ဒီမှာတတော်ကိုတိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီတိုက်ပွဲတွေမှာဒီမအလားဖက်ကနေပြီးတော့ပါတုံးလာတယ်ဆိုလို့ရှိရင်တော့အစိမ့် weight နော် ဘုံတွေကိုအပကုံသုံးလာတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေးအုပ်ဖို့ထောင်နော်အုပ်ဖို့ထောင်မှာဆိုလို့ရှိရင်တော့ဒီမုံရွာဖက်ကအကောင်လုံးလူတွေကိုပြောင်းတယ်ပြောင်းတော့အခုမန္တလေးအုပ်ဖို့ထောင်မှာဆိုလို့ရှိရင်တော့ဒီမုံရွာရဲ့တပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်သူကိုကျွန်တော်တို့ပန်တာပန်တာလေးလို့လည်းခေါ်ကြတယ်နော်ချစ်စလုံးနဲ့ဝဝတုတ်တုတ်နေဆိုတော့အခုတော့ဝတုတ်သေးလာပါလေတော့မသိဘူးတော်တော်ကိုညှိမနှိပ်ဆက်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒီမှာချောင်းဦးတပိတ်ကောင်းဆောင်နဲ့အခုမုံရွာကတပိတ်ကောင်းဆောင်နော်သူတို့နေရောက်ကို ရိုင်းနဲ့တဲ့ညင်ပတ်တဲ့နှိမ့်ဆက်တဲ့ဓာရတွေရတယ်။စေကူသားခွဲမရဘူးဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ညင်အောင်သုံးခွဲကခင်းချုပ်ထားတဲ့ဒီမူစေ105မိုင်အဲ့ဒီဂိတ်ကိုနေပြီးတော့ဒီညင်အောင်သုံးခွဲကနေပြီးတော့နော်အခွန်ဦးစီးဌာနကသူတို့အခွန်ကောက်တယ်။ကောက်တဲ့ခါကျတော့အဲ့ဒီမှာမအားလကိုတိုင်လည်းဂျင်နမ်မရှိဘူး။သူတို့ရဲ့တကင့်ပို့ချုပ်တွေလည်းအဲ့ဒါကိုလုံးဝဂျင်နမ်မရှိဘူး။ဆိုတော့ မလုပ်လာလဲဆိုလို့ရှိရင်သူတို့ကအဲ့ဒီကိတ်ကိုဖြတ်တော့မယ်ဆိုလို့ရှိရင်သူတို့ကဒီနိုင်ငံခြားနေပြီးတော့ဒီတရုတ်ဘက်ကနေပြီးတော့ကုန်သွေးဟိုတွေလုပ်တဲ့ခါကျတော့နော်အဲ့ဒီလမ်းကိုဖြတ်ရတယ်နော်ဖြတ်ရတဲ့ခါကျတော့အဲ့ဒီလမ်းမှာသွားလို့ရှိရင်သူတို့ကဒီညီနောင်ဖုံးဖွဲ့ကိုအခွန်ပေးရတယ်ပေးရတဲ့ခါကျတော့သူတို့မပေးချိန်မပေးချိန်တော့စင်ချင်းကြော့နော်အဲ့ဒီခိတ်ကနေပြီးတော့ဟိုဘက်မှာလွှဲရှောင်ပြီးတော့ဒီအခုနကဒီမုံစေတရာ၅မိုင်ကိုနော်ကျော်ပြီးတော့စကစားပက်ကကုန်သွေးမှုတွေလုပ်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ ဲ့ဒီမှာဒီဂိတ်တွေကိုမဖြတ်နိုင်ဖို့အတွက်မိုးစစ်တီးက9မိုင်ကိုမဖြတ်နိုင်ဖို့သူ့ရဲ့လူတွေကိုနော်အဲ့ဒီမှာတော်တော်ကိုဖိအားပေးပြီးတော့အဲ့ဒီဖက်မှမသွားအောင်အဲ့ဒီလမ်းကိုရှောင်ပြီးတော့သွားအောင်စသည်ဖြင့်နော်အဲ့လိုမျိုးလုပ်တဲ့ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကနိုင်ငံခြားသတင်းအဲ့ဒါကတော့ကျွန်တော်တို့ဒီကတ္တရကပါစစ်ဖြစ်ဖို့အလားအလာဖြစ်နေတဲ့ကျွန်တော်တို့အီရန်နဲ့အစ္စရေးဂရန်ကိုဒီအစ္စရေးကလက်ဦးနှိုးယူပြီးတော့တိုက်လိုက်တဲ့ခါကျတော့အီရန်ဘက်ကတော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်ဒီနေ့ကတော့၄ရက်မြောက်ဖြစ်တယ်တယောက်တယောက်ကိုပြစ်ခတ်ကြတယ် ဒါပေမဲ့အဲ့ဒီထဲမှာကျွန်တော်တို့အီရန်ကတော့အထိအနာဆုံးပဲအဲ့ဒီမှာလူပေါင်းဘလောက်တည်သွားလဲဆိုလို့ရှိရင်တော့တကယ့်အရေးကြီးတဲ့စစ်ဗိုလ်တွေတည်တဲ့အီရန်ဘက်ကဆိုတော့အဲ့ဒီမှာလူက224ယောက်တည်တဲ့အစ္စရေးကိုဒီအီရန်ကလည်းထပ်ပြီးတော့နော်ဒီဘက်ကဒုံးနဲ့ပစ်တယ်နော်ပစ်တဲ့ခါကျတော့အဲ့ဒီမှာအစ္စရေးက10ယောက်တည်တယ်နော်အဲ့ဒီပြည်သူတို့20ယောက်တည်တဲ့ဟာကိုနော်ဒီအစ္စရေးကပြောတယ်တကယ့်ကြီးကြီးမားမားတုံ့ပြန်မှုတွေလုပ်မယ်ဆိုပြီးတော့ပြောတယ်ဆိုတော့သမ္မတ Trump ကလည်းပြောတယ်အဲ့ဒီမှာသူရအောင်မြင်မှုဟာဆိုလို့ရှိရင်တော့တော်တော်ရှိတယ်။အော်တကိတ်ပြတ်သုံးမှုအလုံး တော့ပြတ်သုံးတဲ့အချိန်ထိမရောက်ခင်မှာကျွန်တော်တို့အီရန်ကဆွေးနွေးဖို့လိုတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဒီဖက်ကအီရန်ရဲ့ပြစ်မှတ်တွေကိုပြစ်တဲ့ခါကျတော့အဓိကပြစ်မှတ်ကဘာကိုဖြစ်လဲဆိုတော့သူတို့ကဒီလီချောင်းရံတကိတ်ဒုံးတွေထားတဲ့နေရာတွေကိုပြစ်မှတ်ထားတယ်ပြလို့ရှိရင်တော့ဒီစစ်တပ်တွေရဲ့တကိတ်စစ်ရဲ့ပြစ်မှတ်တွေကိုအဲလိုမျိုးစေစုနှစ်တစုအထိသူတို့ကပလန်ဆွဲပြီးတော့ ော်ပြစ်လိုက်တာဖြစ်တယ်เนาะအဲ့ဒါကိုဆိုတော့အဲ့တဲ့ဟာရဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတော့သူတို့ကဒီအူရန်ကနျူကလ িয়ার လမ်းနဲ့ထုတ်လုပ်တယ်အဲ့ဒါကိုမထုတ်နဲ့ပြောတယ်โอเคဒါဆိုမထုတ်ဘူးဆိုလို့ရှိရင်ငါတို့ကဘာပြပါပြစသည်ဖြစ်အဲ့လိုမျိုးအကြောင်းပြချက်နဲ့သူတို့ကပတ်စံပဲစားတယ်နောက်ဆုံးကြတော့မရတော့ငါတို့ထုတ်လုပ်မယ်အဲအဲ့လိုမျိုးပုံစံမျိုးဆိုတော့ပတ်စံမရဘူးဆိုရင်သူတို့ကငါတို့ကထုတ်မယ်အဲ့လိုမျိုးမျောချောချောက်နေတဲ့ chain လုံးပတ်စံစားဖို့အဲ့ဒါနဲ့အလုံးဖြစ်နေတယ်သူတို့ပတ်စံတော်တော်ရတယ်ဒီကတော့အခုကမပေးဘူးမလုပ်ဘူးမင်းတို့ဒီဟာကိုဖျက်သိမ်းရမယ်ဆိုတဲ့ဟာကိုဒီ ဒေါ်နာထရန့်ကနေပြီးတော့ပြောတဲ့ခါကြတော့เนาะအီရန်ကမလုပ်မလုပ်တဲ့ခါကြတော့โอเคဒါဆိုရင်မင်းတို့ကတော့ချမယ်ကျွန်တော်ချတယ်အခုအစ္စရေးကအရင်ဆုံးပြစ်မှတ်ကုန်နဲ့ချတဲ့ခါကြတော့ဒီ area မှာရှိတဲ့တကိပြစ်စင်တွေเนาะတကိဒုံးတွေပြစ်တဲ့တာဝဲပြစ်ပြစ်တဲ့ဒုံးစင်တွေသုံးပုံတစ်ပုံကိုကျွန်တော်ဖြည့်ဆည်းနိုင်တဲ့အတွက်ကြောင့်ဒီဟီရန်လို့ခေါ်တဲ့ဒီမြို့တော်ပေါ့ဒီအီရန်ရဲ့မြို့တော်အဲ့ဒီဟာကိုနေပြီးတော့ကျွန်တော်ထိန်ချုပ်နိုင်ပြီလေချောင်းကြီး အရနော်ဒီကြောင်းပြမအရအကုန်လုံးအစ္စရေးကထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်အစ္စရေးကပါတတိပိဋ္ဌလေဆိုလို့ရှိတော့အေရီယာမှာရှိတဲ့ပြည်သူလူထုတွေအခုမြို့တော်မှာရှိတဲ့ပြည်သူလူထုတွေအားဆိုလို့ရှိရင်အကုန်လုံးချုပ်တင်းပါဆိုပြီးမှသူတို့ထုတ်ပြန်တာကိုတွေ့ရတယ်အစ္စရေးကတိပြရတော့အစ္စရေးတော်တော်ကိုစေရဲ့အသာစီးရရှိနေတယ်အဲ့ဒီတကယ်မြို့တော်တီဟီဒရန်မှာတောင်မှလေကြောင်း ဒီမှာဆိုလို့ရှိရင်ဘလို့ထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကိုဒီ X-ray ကထုတ်ပြန်လာကိုတွေ့ရတယ်ဆိုတော့ဒီတတင်းကလည်းပေါ်တဲ့တင်းမဟုတ်ဘူးတတိယကပ္ပစေနော်လုံးဝကျွန်တော်တို့အချိန်မကောင်းလို့ဆိုလို့ရှိရင်တတိယကပ္ပစေအထီတော်မှသွားနိုင်တယ်ဆိုတော့ကပ္ပကုလသမဂ္ဂမှာလည်းသူတို့အရေးပေါ်သူတို့ဆွေးနွေးပြီးသားဖြစ်တယ်နော်တရုတ်ကတော့တတော်ကိုအဲ့ဒီမှာပါဝင်ပတ်သက်မှုတွေလုပ်ချိန်နေတယ်ဒါကိုမင်းတို့မတားဘူးဆိုလို့ရှိရင်တတိယကပ္ပစေကဖြစ်တော့မယ်ဆိုတဲ့ဟာကိုသူတို့ပြောတာကိုတွေ့ရတယ်တရုတ်ဖက်ကဆိုတော့ဟိုရုရှားဖက်ကတော့ဒီစစ်ဘုံကတော့ပြောပြီးပြီနော်တတိယကပ္ပစေဟာနေပြီးတော့စနေပြီဆိုတဲ့ဟာကိုတော့သူတို့တွေ့ရတယ်နော်အဲ့ဒါကိုပြောတာကိုတွေ့ရ တယ်နောက်တစ်ခုကကျွန်တော်တို့တက်သူဝန်တန်းစာမျက်ပွဲကိုထပ်ပြီးတော့ဖြည့်တယ်ဒုတိယအကြိမ်ပေါ့နော်ဆိုတော့အဲ့ဒါကပါလဲဆိုတော့ဒီမင်္ဂလင်ကိုလှုပ်တဲ့ခါကျတော့မင်္ဂလင်လှုပ်တဲ့ခါမှာအဲ့ဒီမှာပြည့်စစ်ဆုံးရှုံးမှုတွေအထင်မှာဆိုလို့ရှိရင်တော့ဒီအဖြစ်တော့တယ်အများကြီးပါသွားတယ်နော်ပါသွားတဲ့ခါကျတော့အဲ့ဒါကိုပြန်ပြီးတော့ဖြည့်ခိုင်းတယ်ပထမတစ်ချိန်ဖြည့်ပြီးအခုဒုတိယအကြိမ်နော်သူတို့ကဆိုလို့ရှိရင်ကျင်းပါတယ်ကျင်းပါတဲ့ခါကျတော့ဒီနေ့ပထမနေ့မှာပဲနော်6000ကျော်နော်6000ကျော်သူတို့အဲ့လိုမျိုးဖြည့်ဆို့တဲ့လူတွေရှိတယ်ចောင်းသားတွေ62824ယောက် တိတောင်မှဖြည့်ဆုံမှုနဲ့လုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။အဲ့ဒါကဘင်းနေရာတွေမှာလည်းဆိုလို့ရှိရင်တော့ကျွန်တော်တို့စကိုင်းနေပြီးတော့ပြီးလို့ရှိရင်တော့ကချင်မန္တလေးအဲ့ဒီမှာမြင်းကလေးထိတဲ့အဓိကထိတဲ့နေရာတွေမှာဒီအဖြစ်တော်တွေကအကုန်လုံးတချို့အဆောက်အဦတွေဆိုလို့ရှိရင်မိလောင်သွားတယ်အဲ့ဒီအဖြစ်တော်ထားတဲ့နေရာတွေဆိုတော့အဲ့ဒါကိုနေပြီးတော့ပြန်ပြီးတော့ဖြည့်ရတယ်ဒုတိယချိန်မြောက်ဆိုတော့ 6000ကျော်ဖြည့်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့အတွက်သတင်းတစ်ခုကတော့တကယ်စိုးရင်စရာလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒါကဒီမြန်မာနိုင်ငံကိုတရုတ်ကဘလောက်ထိလောက်ထားလဲဆိုလို့ရှိရင်တရုတ်အစိုးရရဲ့ရဲရဲစစ်တပ်ရဲ့ဌာနပေါင်းစုံ ဲ့ဒီဟာဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံမှာအကုန်လုံးစချိုလွတ်ထားတယ်နော်လွတ်ထားတယ်အဲ့ဒါက AOD တည်တင်းဌာနမှာကျွန်တော်တို့သွားကြည့်လို့ရတယ် AOD ကဒီ AOD မှာဆိုလို့ရှိရင်တော့ AOD နဲ့ AOD ဆိုတာနှစ်မျိုးရှိတယ်နော်ဆိုတော့အခုပြောလိုက်တာက AOD TH နဲ့အရင်ဆုံးစတယ်နော်ဆိုတော့ဟိုနောက်တစ်ခုက A နဲ့အရင်ဆုံးစတယ်ဆိုတော့ဒီတည်တင်းဌာနကြီးတွေမှာဖော်ပြထားတာတွေ့ရတယ်ဆိုတော့အဲ့ဒါကဒီတချို့တွေကဆိုလို့ရှိရင်နီလန်ပေါင်းစုနဲ့မြန်မာနိုင်ငံမှာထည့်ထားတယ်တရုတ်ကနော်တရုတ်ကထည့်ထားတယ်ဆိုတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီတကိတ်ကြီးစိုးဖို့အတွက်တရုတ်ဟာဆိုလို့ရှိရင်တော့ တကက်ဗျူဟာမြောက်အရာတို့တို့လောက်တာတွေ့ရတယ်ဆိုတော့အဲ့ဒါကဘလောက်ထိလဲဆိုလို့ရှိရင်အဲ့ဒီဌာနပေါင်းဆောင်ကလူတွေကဒီတရုတ်နိုင်ငံမှာမြန်မာစကားကိုကောင်းကောင်းသင်ထားတယ်သူတို့နော်သင်ထားပြီးတော့စနစ်တကျလေ့ကျင့်ပေးထားတယ်လေနော်ဆိုတော့ပြီးအဲ့ဒါကိုနေပြီးတော့မြန်မာနိုင်ငံကိုအကုန်လုံးသချိုးလို့ထင်ထားတယ်ပြီးလို့ရှိရင်တော့ဒီအစင်မြင့်ထောက်လန်ရေးနီးပညာနဲ့မြန်မာနိုင်ငံကိုအကုန်လုံးထောက်လန်ထားတယ်ဒါဒီပဲတော့တော်တော်ကိုကြီးစိုးဖို့ invade လုပ်ဖို့အတွက်သူတို့ plan ကဆိုလို့ရှိရင်စနစ်တကျလုတ်ထားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာမှာဖော်ပြချက်ရကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီသတင်းရတော့ကျွန်တော်တို့အတွက်တကိတ်စိတ်မကောင်းစရာတွေပေါ့နော်တကိတ်တရုတ်ဟာဆိုလို့ရှိရင်မြန်မာပြည်ကိုမျိုးဖို့အတွက်နီလန်ပေါင်းများစွာနဲ့စနစ်တကျ trainer တဲ့မြန်မာစကားကိုပြောဖို့အတွက်မြန်မာ လို့အကုန်လုံးလေးလာတင်ကြစနစ်တကျတော့ train ထားတဲ့လူတွေကမြန်မာနိုင်ငံမှာအကြီးအကျယ်တော့စိတ်ဝင်နေတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ဒေါ်လာ16ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ